အားလုံးပဲမင်္ဂလာပါဒီနေ့ကတော့လူကြီးလူငယ်မြေးကြကြတဲ့ခြေထုံဖြူပေါမုတ်ကလေးလှူစားမှာပဲဖြစ်ပါတယ်ဒီခြေထုံဖြူပေါမုတ်ကလေးကလောက်ကလည်းအရွမ်းလွယ်ပြီးတော့ပါတဲ့ ingredient တွေကလည်းအိမ်မှာရှိရတဲ့နဲ့လှူစားလို့ရတာမို့လို့လှူစားကြည့်ကြမယ်နော်အရင်ဆုံးနည်းနည်းမင်းတပင်ကိုနုံနုံဆင်းထားပါမယ် ချစ်သွန်ဖြူနှမောင်းကိုလည်းနှလုံးဆင်းလာပါမယ်ဒီ ingredient တွေကို blender တော့မဟုတ်ကြိုးစွဲကြိတ်ဆက်နဲ့ကြိတ်လို့ရပါတယ် ထောဘတ်တော့ကတော့ဒီလိုမျိုး sorted batter လေးအသုံးပြုတာပါတယ်စားပါပြီးတာပေါ့နော်ဒါကြောင့်မလို့ဒီထဲမှာစားမထည့်တော့ပါဘူးတကယ်လို့မိမိက sauce မပါတဲ့ batter ကိုအသုံးပြုမယ်ဆိုလို့ရှိရင်တော့စားလေးထည့်ပေးပါမိမိချိန်နေတဲ့တစိမ့်အသုံးပြုလို့ရပါတယ်အခုအသုံးပြုထားတဲ့ပမာဏကတော့ထမင်းစားစုံ2ဆုံးခွဲလောက်ရှိမယ်လို့ထင်ပါတယ်ပြီးရင်တော့တမအောင်မှုပေးပါမယ်တကြားလေးလေးထမင်းစားစုံ2ဆုံးခွဲလောက်ထည့်ပါမယ်မိမိချိန်ရဲ့ပမာဏထည့်ပါ မှတ်တကယ်တော့တကြားမထည့်လို့ရပါတယ်အခုကနည်းနည်းချိုချိုလေးစားခြင်းလို့တကြားလေးထည့်လိုက်တာဖြစ်ပါတယ်ပြီးတော့မွေမဲပကံကိုလည်းနည်းနည်းကြီးရလေးသုံးပြီးပါအခုဒီမှာသေးရလေးသုံးတော့မွေရတာတိတ်ပြီးအားမရဘူးပေါ့နော်ပါမုံအတွက်ကတော့ဒီ hot dog buns လေးကိုအသုံးပြုထားပါတယ်မိမိချိန်နေတတ်တဲ့ပါမုံအမျိုးအစားပါမုံအချက်ကလေးတွေအလုံးလေးတွေအသုံးပြုလို့ရပါတယ်ပြီးလို့ရှိရင်တော့ပါမုံကလေးတွေကိုမိမိလိုချင်တဲ့ပုံစံလေးတွေလီးထားပါမယ် လီထားတဲ့ဗမုတ်ကလေးတွေကို ခုနောက်မွေထားတဲ့ထောပတ်ကလေးတွေနဲ့တေချာတုပ်ပေးပါမယ်။အခုကတော့ air fryer နဲ့ကင်မောင်မို့လို့တချမ်းပဲတုပ်ထားတာဖြစ်ပါတယ်။နှစ်ဖက်စလုံးတုပ်လို့ရပါတယ်။မိမိစီမီသလိုပြုလုပ်နိုင်ပါတယ်။တကယ်လို့ air fryer မရှိလို့ရှိရင်လည်းဒဲအိုးကိုသုံးပြုပြီးတော့မီးအေးလေးနဲ့ကင်လို့ရပါတယ်။ဒေအိုနဲ့ကင်မဲဆိုလို့ရှိရင်တော့တစ်ဖက်ကိုမီးနဲ့၃မိနစ်နဲ့မိနစ်လောက်ထားပြီးမှတစ်ဖက်ကိုလမ်းပေးပါ။ဒါဆိုလို့ရှိရင်တော့ချွတ်ချွတ်ကလေးနဲ့မွေးပြီးစားလို့ကောင်းတဲ့ချစ်သွင်းပြပမုံကလေးကိုရမှာဖြစ်ပါတယ်။ ။ဒါဆိုရင်တော့ပုံမှုကလေးတွေကိုတူတာပြီးသွားပါပြီ။ Air fryer နဲ့ခင်ပါမယ်။ဒီ Air fryer ခန်းနဲ့စက်ခူလေးခန်းပါမယ်။ဒီလိုက်လိုက်ကင်လို့ရပါတယ်။ဒီစက်ခူလေးခန်းရင်တော့ Air fryer ကိုခဏခဏဆေးချင်မလို့တဲ့အတွက်ကြောင့်သုံးတာဖြစ်ပါတယ်။ air fryer နဲ့กินတဲ့အခါမှာပမုတ်ကလေးတွေကိုတလွာပဲထားပြီးတော့กินပေးရပါမယ်။တကယ်လို့ပမုတ်ကနှလွာဖြစ်နေတဲ့အခါကြလို့ရှင်အောက်မှာရောက်နေတဲ့ပမုတ်ကလေးတွေကကျွပြီးတော့မွေးမှာမဟုတ်ပါဘူး။ air fryer temperature ကို180ထားပြီးတော့10မိနစ်လောက်กินပေးပါမယ်။ ဒီ10မိနစ်ပြည့်တဲ့အချိန်မှာပေါမုတ်ကလေးတွေကိုတစ်ချက်ပြန်ကြည့်ပါမယ်မိမိလိုချင်တဲ့အနေထားရလို့ရှိရင်တော့ ဒီမှာရက်ပြီးတော့လိုချင်တဲ့အနေထားမရသေးလို့ရှိရင်တော့မိမိစိတ်ကြိုက်ဆက်ပြီးတော့ခင်ပေးပါမယ်။အခုဒီနေထားလေးရတော့လုံးဝအနေတော်ပဲကျွတ်ကျွတ်ကလေးမမွေးလေးနဲ့စားလို့လည်းကောင်းတဲ့ချိန်လေးလေးပေါ့နော်။ဒါဆိုလို့ရှိရင်တော့ကျေသူမြို့ပေါ့မုတ်ကလေးဖုတ်တာပြီးသွားပါပြီ။ဒီဟာလေးကလောက်ကလည်းအရင်လွယ်သလိုအင်္ဂရိယနေရာလည်းအိမ်မှာရှိတဲ့ဟာလေးနဲ့ပဲလုပ်လို့ရတယ်ဆိုတဲ့အတွက်ကြောင့်စမ်းပြီးတော့လုပ်ကြည့်ကြပါနော်။ဒါဆိုရင်တော့အလုံးမဲ့ဆုံးဖြတ်ကြည့်ပြရတဲ့အတွက်ကျေးဇူးတင်ပါတယ်။ နောက်ဗီဒီယိုတွေမှာလည်းပြန်တွေ့ပါမယ်အားလုံးပဲစားကောင်းကြပါစေ